မေတ္တာသုံးပါမြတ်စွာဘုရားဘာတွေဟောခဲ့လဲကရဏီယမထကုတလေနယန္တတန္တံဗရံအဘိသမိစဆိုတာအင်တံမဒီကျွချောင်းစီလျော်ပြီးတော့စိတ်နှလုံးအေးချမ်းပြီးအပြန်အလှန်လေးစားတဲ့လူအတိုင်းဝိုင်းလူဖွဲ့စည်းဖြစ်ဖို့ရအတွက်လက်ဆောင်များ မေတ္တာဘလောက်အရေးကြီးတယ်ဆိုတာကိုဟောကြားထားတယ်အဋ္ဌကုသလဆိုဘယ်လိုလုပ်ရင်လူအတိုင်းဝိုင်းတိုးတက်နိုင်တယ်ဆိုတာကို လိမ္မာကျွမ်းကျင်လိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်အဋ္ဌကုသလကိုကျိုးကိုစည်းပွားအများရဲ့အကျိုးစည်းပွားကိုယ့်ရဲ့အကျိုးစီးပွားတစ်ဖက်သားရဲ့အကျိုးစီးပွားနားလေသဘောပေါက်တဲ့ပုဂ္ဂိုလ်အဋ္ဌကုသလ ကုသလဆိုအင်္ဂလိပ်စကား skill ဆိုတဲ့အတူတူလိမ္မာတယ်ကျွမ်းကျင်တယ်သိတယ်ကိုအကျိုးစီးပွားသူအကျိုးစီးပွားနှုံးလုံးရဲ့အကျိုးစီးပွားပေါ်မှာလိမ္မာတယ်လောက်တတ်တယ်ဂိုင်တတ်တယ်ဖော်ဆောင်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကရဏိယမထကုသလေနအဲ့ဒီပုဂ္ဂိုလ်ဟာလိုက်နာပြီးတော့လောက်ရမဲ့အချက်တွေရှိတယ်ကိုအကျိုးစီးပွားလဲတိုးတက်စေခြင်းနဲ့ တဖက်သားရဲ့အကျိုးစီးပွားလည်းတိုးတက်စေခြင်းကိုနဲ့ကိုပတ်ဝန်းကျင်ကြီးပွားတိုးတက်ပြီးငြိမ်းချမ်းသာယာတဲ့ကဘာတစ်ခုတည်ဆောက်ခြင်းနဲ့တည်ဆောက်နိုင်တဲ့နီလန်းကိုလည်းသိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအထာကုသလအဲဒီလိုသိတဲ့ပုဂ္ဂိုလ်ဟာကရဏီယလိုင်းနာလောက်ရမယ့်ကိစ္စတွေရှိတယ်ယန္တတန်တံပရံဘိသပိစစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တဲ့ အနေထားတွေဒီနေရာမှာတော့နိဗ္ဗာန်ထီအောင်အမြင့်ဆုံးကိုမြုံမှန်းလိုက်တော့ယန္တတန်တံပဒံပိသမစ္ဆတန်တဆိုတာအေးချမ်းနဲ့အဲ့ဆိုဗျာအမြင့်ဆုံးနိဗ္ဗာန်ကိုပြောတာအေးအခြေခံအပြင်ပြောမယ်ဆိုရင်စိတ်ကလေးအေးချမ်းမှုစိတ်ကလေးအေးချမ်းမှုကိုသဗ္ဗေချမ်းကမှာလဲဟရယတန်တိဆိုတဲ့စကလုံးသုံးတာရှိတယ် အရိယဆိုတာနှလုံးသားစိတ်ဓာတ်တန်တိဆိုတာငြိမ်းချမ်းတာစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာအဲ့ဒီစိတ်နှလုံးအေးချမ်းမှုကိုဖော်ဆောင်နိုင်မှုအတွက်မြတ်စွာဘုရားဒါကိုဥတည်ရည်စုပြီးငြိမ်းချမ်းမှုအချင်းချင်းပြန်လည်လေးစားမှုဆိုတဲ့ဒီကိစ္စတွေကိုဥတည်ပြီးတော့လိုက်နာဆောင်ရွက်ရမှာတဲ့ ဘာတွေလဲလို့ဆိုရင်တက်ကောလုံနိုင်စွမ်းရှိရမယ်လုံနိုင်စွမ်းဆိုတာဒါအရေးကြီးတာလုံချင်တဲ့စိတ်လည်းရှိရမယ်လုံနိုင်စွမ်းရှိရတက်ကောဆိုတာအရေးချင်းတစ်ခုပဲလုံနိုင်တဲ့စွမ်းရည်ရှိရမယ်ချင့်ကျင်တဲ့စိတ်ဓာတ်တွေရှိရမယ်အေးချမ်းမှုကိုလိုလားတဲ့စိတ်ဓာတ်တွေရှိရမယ်အဲ့ဒီပုဂ္ဂိုလ်ဟာ အရေးကြီးဆုံးကဘာတော့ဆိုဥစုသူဟုစုရိုးသားဖြောင်းမတ်ရမယ်ကောက်ချစ်တာမလုံးဝဘူးရိုးသားဖြောင်းမတ်တယ်ဆိုတာစိတ်ထဲရှင်ရှိတဲ့အတိုင်းအမှန်ကိုအမှန်တိုင်းတစ်ဖက်သားကို သိစေတာရိုးသားတယ်လို့ခေါ်တာဗမာပြည်မှာတော့ပြောလို့ရှိတယ်ရိုးသားတာကိုရိုးအတယ်နဲ့သွားပြီးတော့တွဲတယ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးရိုးသားတယ်ဆိုတာဖြောင်းမတ်တယ်လို့ဒီလိုဆိုလိုတယ် ကောက်ချစ်တာနဲ့ရိုးသားတာနဲ့ရိုးအားတာနဲ့เนาะထက်မြက်တာနဲ့ကတခြားရိုးအားတာတော့မကောင်းဘူးအားတာမကောင်းဘူးမသိတာနလဘိန်းတုံးဆိုတာကြတော့အဲ့ဒါအားတယ်လို့ခေါ်တယ်ဗမာစကားမှာတော့ရိုးတယ်နဲ့သွားရောတယ်အဲ့တော့ရိုးသားတယ်ဆိုတာဖြောင့်မတ်တယ်စိတ်ထားတိမတ်တယ်မှန်ကန်တယ်ဆိုတာကိုရိုးသားတယ် သူဟုစုအလွန်လွန်ယူသားဖို့လိုတယ်အရေးကြီးလို့နော်ယူသားရမယ် honest quite honest ဒီလိုဆိုလိုတာယူသားအလွန်ကိုယူသားအလွန်ကိုယူသားတယ်ဆိုစိတ်ဓာတ်ကိုကယူသားမမှန်မကန်လောက်တာမျိုးမရှိဘူးစိတ်ဓာတ်ကိုကယူသားတကောဥစုစသူဟုစု ီမေတ္တာသုတ်ဆိုတာရွတ်ဖတ်နေဖို့တဲ့ရွတ်ဖတ်ပြီးတော့စဉ်ញင်စဉ်းစားပြီးကိုယ်တိုင်လိုက်နာကျင့်သုံးဖို့ဆေးဆိုတာတောက်တယ်တောက်ရအာဇေပဲဖြစ်ဖြစ်ယောဂပြောင်းတဲ့ဆေးပဲဖြစ်ဖြစ်ဆေးဆိုတာတောက်အောင်ဆေးစာဖတ်ပြီးတော့ဒီဆေးလေးကကောင်းလိုက်တာလို့ဆိုပြီးမတောက်ဖဲထားပါအကျိုးမှရအောင်အခုမေတ္တာသုတ်ဆိုတာရွတ်နေုံနဲ့အကျိုးမရဘူးရွတ်ဖတ်နေုံနဲ့ ရွတ်ဖတ်ပြီးတော့ဘာလို့ကလောကလူသားတွေကပရိစ္ဆာရွတ်လိုက်တာနဲ့ကိစ္စပြီးတယ်လို့ထင်နေကြတယ်နော်အပေါ်ယံလေးကိုစဉ်းစားကြတယ်အလေးနဲ့ထားကြရမှာဒီလိုမဟုတ်ဘူးရွတ်သားရမယ်ဖြောင်းပါရမယ်မေတ္တာမပြတ်အောင်ရွတ်သားမှုကသိရည်မယုံမသားလှုပ်လိုက်ရင်မေတ္တာပြတ်သွားတယ်ဒါထုံးလောကမှာမယုံမသားလှုပ်တာကိုအကြောင်းပြုပြီးမေတ္တာပြတ်ကြတယ် မြူချူရက်စပက်ချင်းချင်းပြန်လန်လေးစားမှုတွေပြည့်ရင်းသွားတယ်။ဒါကြောင့်မို့မေတ္တာတုံမှပြောတာတက်ကောဥစုစသူဟုစုစရိုးသားပါဖြောင်းမတ်ပါဒီလိုဆိုလိုတယ်ပေါ့နော်အဲ့တော့ရိုးသားဖြောင်းမတ်မှုကမေတ္တာတိဆောက်ဖို့အတွက်သိအရေးပါလို့လူတွေကလွယ်လွယ်ကူကူတော့မေတ္တာပို့ပါတယ်တတဝါတွေချမ်းသာကြပါစေချမ်းသာကြပါစေဒီလိုမေတ္တာပို့အဲ့ဒီလိုမေတ္တာပို့ရုံနဲ့ အောင်မြင်မှုရမှာမဟုတ်ဘူးမေတ္တာဆိုတာကိုယ်တိုင်လိုက်တာစိတ်သုံးဖို့လိုအပ်တယ်ကိုယ်တိုင်လိုက်တာစိတ်သုံးဖို့ဆိုရိုးသားအစွမ်းကုန်ရိုးသားတက်ကောဥစုစသုစုတခါတော့ကကန္တရကဆိုတဲ့ဆင်းတွေကိုတတ်သင်ပေးတဲ့ဆရာတစ်ယောက်မြတ်စွာဘုရားရှင်ရောက်လာရောက်လာပြီးတဲ့အခါမှာသူက ်မြတ်စွာဘုရားကိုချီးမွမ်းထောမနာတယ်။အချီးမွမ်းတော့ဆိုရှင်ဘုရားဟာအလွန်ကောက်ကျစ်တတ်တဲ့လူတွေကို ဆုံးမသွန်သင်တာအာဂမန်းမှာပဲဆိုတဲ့စကားပြောတာ။တိရစ္ဆာန်တွေကိုသွန်သင်ပြတာဆုံးမရတာလွယ်တယ်တဲ့။တိရစ္ဆာန်တွေကရိုးတယ်ဖြောင်းတယ်။နော်တိရစ္ဆာန်တွေကရိုးတယ်ရိုးသားတယ်ဖြောင်းမှတ်တယ် လူတွေကကောက်ချစ်တယ်လို့သူပြောတာ။ तू ကစင်နေကိုအတက်တင်ပေးနေတာဆိုစင်တကောင်ကိုတဲ့တပည့်တော်တယူဇနာခရီးအသွားပြန်စီးကြည့်လိုက်တာနဲ့ဒီကောင်ရဲ့ညင်နေအကုန်သိရတယ်။ तू ကပြောတာ။စင်နေတင်လို့လွယ်တာ။သူ့ရဲ့အကျင့်စရိုက်တွေအကုန်လုံး तू ကရှုပ်ဝဲပထားဘူးအကုန်လုံးပေါ့။ဒါကြောင့်မို့ तू သုံးတဲ့စကားလုံးက ဥတ္တနကိညေတံဗန္တိစရိတံပတောရှင်ပြားတဲ့ဒီအကောင်တွေကသိယူသားကြတယ်ဖြောင့်မတ်ကြတယ်စိတ်แท้ရှိတာလှုပ်တာတဲ့သူတို့နော်စိတ်แท้ရှိတာလှုပ်တာအဲ့ဒါကြောင့်မို့ဒီကောင်တွေသင်ရတာလွယ်တယ်တဲ့ဒါပေမဲ့ဗျာတပည့်တော်ရဲ့နောက်လိုက်နောက်ပါတွေအတိုင်းဝိုင်းနေမိတ်ဆွေတွေပေါင်းတယ်လူတွေကြတော့အတော်ကောက်ကြစ်တယ် ခုံရှင်ညေတံပန်းတေယတိတံမနှုတ်တာရှင်ဘုရားလူတွေဟာအလွန်ရှုပ်ဝက်တယ်လူတွေရဲ့စိတ်နှလုံးဟာအလွန်ရှုပ်ဝက်အတိခက်တယ်တပည့်တော်ရဲ့အလုံးလုံးနေတဲ့ပုံကိုယ်တွေစိတ်ထဲကတမျိုးပြောတာကတမျိုးသူတို့ဟာစိတ်ထဲနဲ့ပြောတဲ့စကားနဲ့စိတ်แท้ရှိတာနဲ့လှုပ်တာနဲ့ တလွဲစီကြည့်ပဲဆင်းနေကြတော့အဲ့ဒါလို့မဟုတ်ဘူးဗျာတဲ့အလွန်ဖြောင်းနေဒီကောင်းတွေကစိတ်ထဲရှိတာတွေအကုန်ထုတ်တယ်အသွားပြန်စီးကြည့်လိုက်တာနဲ့ဒီကောင်းရဲ့အနေထားတွေအကုန်သိတယ်လူတွေကြတော့တပီတော့တလားနေလဲမသိတနှစ်နေလဲမသိနှစ်ပေါင်းများစွာတပီတော့နာအလုံးလုံးနေတဲ့လူတွေအကြောင်းမသိဘူးတဲ့အလွန်သိရခက်တယ်လို့သူကဒီလိုရှောက်ခဲ့တယ် ဲ့လိုအတိအခက်တဲ့လူသားတွေကိုရှင်ဘုရားဆုံးမတာတော့အနုတ္တရပုရိသဓမ္မတာရတိဆုံးမတိုက်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတယ်အလွန်အံ့ဩစရာကောင်းပါတယ်လို့မြတ်စွာဘုရားကိုချီးကျူးပြီးရှောက်ထားတဲ့စကားလေးတစ်ခုရှိသူ့နာမည်ကကန္တရကအဲ့ဒါကြောင့်လို့လူတယောက်ဟာရိုးသားဖြောင့်မတ်မှုသိအရေးကြီးတယ်ကိုယ့်ကိုယ်ရိုးဖြောင့်အောင်နေတတ်ဖို့ကြိုးစားကိုယ့်ကိုယ် 就有大大、轻轻、慢慢，我不参加表演的,的,的，我谁听个好个啦？谁听个谁列的表演好个啦？这非大家都没有听到我们表啦，喊楼表演啦，喊唱表演啦，说的，没细节也无的，无数啥，都无数啥，唱卖也没，弄个唱卖也没。都果说，这非大家来比，江南北没说路线，现在来看，那那算一点戏啊。 အကောင်းပြောလဲအကောင်းလို့မယူဆတဲ့ပုဂ္ဂိုလ်အပြောမခံတဲ့ပုဂ္ဂိုလ်ဗမာပြည်မှာတုံ့ပြန်တတ်တဲ့ဟာရှိတယ်လေလူငယ်လူရွယ်တွေကြောင့်ရှာမရှည်နဲ့ဆိုတဲ့စကားပေါ့နော်အဲ့ဒီလိုဆရာမလုံးနဲ့ရှာမရှည်နဲ့ဆိုတဲ့စကားသူ့ဝဆပြောဆိုကြံပေးလို့ခက်ခဲတယ်ပြန်ပြီးတော့ response လုပ်တာအဲ့ဒီလိုနဲ့လုံးလေးရှိတတ်ကြပေါ့သူ့ဝဆစသမုဒုအနာတိမာနိ မုဒုစိတ်နေသဘောတာမာမနာမရှိတာကိုပြောတာပျော်ပြောင်းတယ်ဆိုတာမာနနဲ့ခက်ထန်တာမျိုးဒေါသမခက်ထန်ဘူးပျော်ပြောင်းတယ်မေတ္တာရှိတယ်တွေ့သားအနတ္တိမာနိကြီးမားလွန်တဲ့မာနမရှိဘူးမာနဆိုတာရှိတဲ့မာနတော့ရှိရ ရှိတဲ့မာနဆိုတာဘာလဲကောင်းတဲ့ဘက်ကိုဥတည်နေတယ် သူတောင်လုပ်ဖြစ်အောင်လုပ်နိုင်နေတာလဲငါလည်းဖြစ်ရမယ်ဆိုတဲ့မာနမျိုးသူရောက်တဲ့အဆင့်တန်းသူလည်းလူပဲငါလည်းလူပဲငါလည်းကြိုးစားရင်ဖြစ်ရမယ်ဆိုတဲ့မာနမျိုးကရှိရအဲ့လိုမဟုတ်ဘဲနဲ့တစ်ဖက်သားကိုထင်သေးတဲ့မာနမျိုးဆိုတာမျိုးကတော့မရှိသင့်ဘူးတဲ့ဒီလိုဆိုလို့အနာတိမာနိဆိုအဲ့တော့ဒီမေတ္တာတုပ်ဟာလူတော်လူကောင်းတွေဖြစ်ဖို့ရအတွက်လက်ဆော်ပြလမ်းညွှန်မှုပေးတာ အဲ့တော့ကိုယ်ကိုဒါတွေနဲ့ပဲစံချိန်ထိုးရမယ်။ငါရိုးသားရလားလုံးဝရိုးသားရလားနော်။သူ့ဝဆ